အားလုံးပဲမင်္ဂလာပါဗျာဒါကတော့ကျွန်တော်တို့ဒီစပစ်ရှောင်းစကန်းတနေရာကိုတော့နှွေရာဒီတောက်တုံးရေအလှူကိုလှူဒန်းပေးနေတာဖြစ်ပါတယ်ဒီအလှူကိုတော့ထိုင်းနိုင်ငံအဲမာနေထိုင်နေကျွန်တော်တို့ကလျာဏမိတ်တာပရိတာလူငယ်အတင်းပေါ့နော်ကိုနေထွန်းအောင်နဲ့ကျွန်တော်တို့မိတ်ဆွေများကနေပြီးတော့စူပေါင်းလူဒန်းနဲ့အလှူလေးပဲဖြစ်ပါတယ်ဗျာ ဒီလိုရေလှူရခြင်းအကျိုးအကြောင်းကိုနေတော့နဲ့မိတ်ဆွေများဒီလဲကျွန်တော်တို့ဘဝစတိုင်းစတိုင်းမှာကြောက်ဆက်ရေလေးလို့ကျွန်တော်တို့အေးမြလန်းဆန်းပါစေလို့ဆုတောင်းပေးနေပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တောက်တုံးရေဟာ အင်မတန်မှလူသားတွေအတွက်လိုအပ်ပါတယ်ထမင်းအသက်9ရက်ရေအသက်10မိနစ်ဆိုသလိုမရှိမဖြစ်ဒီတောက်တုံးရေကိုအခုလိုပဲရေကြီးရေတက်များကိုကျွန်တော်တို့လှူဒန်းပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျဒီတောက်တုံးရေလေးရနေပြီးတော့ထမင်းချက်ပြီးတော့ကျွန်တော်တို့ဒါအာစားတောက်တဲ့အခါမှာပဲဖြစ်ဖြစ်ဖျားဆုံးတော့တင်တဲ့ အခါမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုရေကြည်ရေတန်းလေးတွေကိုလှူဒန်းတဲ့အတွက်ဝမ်ယောကလည်းဖြစ်ပွားမှုမရှိပါဘူးဒါကြောင့်မို့ဒီလိုလှူဒန်းပေးတဲ့အတွက်အထူးအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ပြောကြလိုပါတယ်ဗျနောက်နောက်ဘဝစတိုင်းစတိုင်းမှာလည်းအဲပေး၍မကုံလှူ၍မကံဘုံမှရွှေကြပကန်းကဲ့သို့လန်ဆန်းပြီးတော့တန်တရာအဆက်ဆက်မှာကျွန်တော်တို့အေးမြလန်ဆန်းပါစေလို့ဒီနေရာကလေးရနေပြီးတော့ အဲထိုင်းနိုင်ငံကလျာဏမိတ်တာကျွန်တော်တို့ brighter လူငယ်အတင်းရခိုးစားကြည်လက်မြေအဖွဲ့ကနေဆုတောင်းပေးပါတယ်ဗျအားလုံးပဲကျမ်းမာချမ်းသာကြပါစေအားလုံးကိုယေရှုတင်ပါတယ်ကျွန်တော်ကတော့စော်မင်းထိုက်ပါဥပမာဆိုလို့ရှိရင်တောက်တုံးရရရှိရေး တော့သုံးရရရှိရေးဟာကျမတို့ပြည်သူတွေအတွက်အရေးကြီးဆုံးပဲပေါ့နော်ရေးလိုင်းလိုင်းရတဲ့သူတွေကတော့ရေးရဲ့တဘို့မသိတော့ဘူးရေးဆိုတာအစကားရတဲ့သူတွေစိတ်ထဲမှာထင်နေကြတယ်ရေးမရတဲ့သူကတောက်တန်းတောက်သုံးရမလုံလောက်တဲ့ဒေသမှာနေတဲ့ကျမတို့ပြည်သူတွေဆိုရင်တောက်သုံးရမလုံရလောက်ချင်းရဲ့ဒုက္ခကိုကောင်းကောင်းကြီးနားလည်ကြတယ်အဲကြောင့်မလို့ကျမတို့ကတောက်သုံးရရရှိရေးအလုံးတစ်နိုင်ငံလုံးမှာလုံလောက်ရေးကိုအဓိကထားတာပါ လမ်းပတ်ဆက်သွယ်ရေးနဲ့ပတ်သက်လို့လေကျမတို့ပြည်သူတွေအားလုံးကနေပြီးတော့ဒီဟာကိုလိုလားတယ်တောင်းတတယ်လိုလိုလဲလိုအပ်ပါတယ်ကျမတို့ဖွံ့ဖြိုးရေးအတွက်လည်းအရေးကြီးတယ်ကျမတို့ကျမ်းမာရေးပညာရေးအတွက်လည်းအရေးကြီးတယ်လမ်းပတ်ဆက်သွယ်ရေးမကောင်းလို့ရှင်ကြောင်းသွားရတာခက်တယ်ဆေးရုံသွားရတာခက်တယ်စသဖြင့်အဲ့လိုအကျိုးဆက်တွေအမျိုးမျိုးရှိပါတယ်